ကောလာဟလာရမမန်လီကိုကဲတင်ကြပါစို့တပူပေါ်နှစ်ပူဆင်ရတဲ့ရွှေမန္တလေးပြိတက်များအားလုံးပဲမြေလာပါရှင်မလနာဆက်ရှယ်နီကလှုပ်ခတ်ခဲ့တဲ့ငလျင်တဲ့ကြောင့်အနည်းပညာနဲ့ယဉ်ကျေးမှုမှာစံတမထားရဲမန်လီမှာအိုးအိမ်တိုက်ကြရီမိသားစုဘွားရီအဖက်ဖက်ကဆုံးရှုံးခဲ့ကြပါရဲ့ အခုဆိုရင်လည်းအချိန်ခါမဟုတ်မိုးတဲထန်စွာရွာပြီးလေပြင်းတိုက်ခတ်လို့တပူပေါ်နှစ်ပူဆင်ဖြစ်နေရပါတယ်ဒီလိုပူတွေကြမှာကောလာဟာလာတည်ရင်တွေခိုးဆုလူရက်တွေကြောင့်လေဒုက္ခတွေပြည်သူတွေကတော့ကြီးလန့်ဆာဆာပွားဖြစ်နေရတာပါဒီလိုပျက်စီးဆုံးရှုံးရမှုတွေကြာကနေဒုက္ခရောက်နေတဲ့ပြည်သူတွေရဲ့ဘဝဟာတကယ်ကိုမင်းနဲ့ပိုင်းလေးအတွင်မှာပဲကိုပိုင်ဆိုင်သမျှလက်လွတ်ခဲ့ရပြီးအသက်လူပြေခဲ့ရတဲ့ငလျင်ပေးကြောင့်ကဘာပြတ်မလားဖြစ်ခဲ့ကြပါရဲ့ အသက်ပါများစွာဆုံးရှုံးလို့လမ်းတိုင်းအိမ်တိုင်းမှာနာရီတွေနဲ့တောက်တန်တွေမှာအလောင်းတွေတချို့လုမနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ပြည်ရင်းကလူမှုကေဆေးရေးတွေနဲ့နိုင်ငံတကာဝင်လာတဲ့ကုညီရေးကေဆေးရေးတွေကလည်းနေမနာညမနာအငြင်းရန်ကေဆေးရေးကိုအားစိုက်လှုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်။မိုးရေလေတဲ့တောင်မှမနာရန်လုံနေကြရတာကိုတွေ့ရပါတယ်။ ဒီလိုခြေနေတွေမှာပြည်ရင်းကိုဝင်ရောက်တင်းယူနိုင်ခြင်းမရှိသလိုဒီပါကနေဘသူတွေပါဖြစ်ဖြစ်သူတို့ဝမ်းဝါဖို့တခုရဲ့ကြီးရဲ့မီဒီယာအသီးသီးကတော့တင်းတူတင်းမာရီတမီပြည်သူတွေကိုစိုးရိမ်စိတ်တွေနဲ့အာကုသူတွေထပ်ပေးပြန်နေရတွေ့ရပါတယ်ဒီလိုအာကုသူတွေပေးနေအပြင်ပြည်သူတွေကိုစိုးရိမ်မှုတွေပါခက်ဆိတ်စိတ်ပေးနေရကိုတွေ့ခဲ့ရပါတယ်ဒီလိုအာကုသူပေးရတဲ့နေရာမှာတော့အေယာဝရီမျိုးစီမာနဲ့ခစ်တစ်တူအဆူဆုံးပါပဲ လက်ရှိမှာတော့ငလျင်တန်းကြားမန်လေးမြို့သူမြို့သားတွေဟာတက်စီသွားတဲ့အိမ်တွေမှာမနေရကြတော့ဘဲအဆင့်တရာနေရာလေးတွေမှာနေထိုင်နေကြပါရယ်ဒီလိုနေထိုင်နေတဲ့အချိန်မှာလေမီဒီညာတွေကတော့လူမျိုးပေါင်းတောင်းချောင်ချောင်ရဲ့ခံစားချက်အမျိုးမျိုးဆုံးရှုံးမှုအမျိုးမျိုးကိုစိတ်ခွန်အားမပေးတဲ့အပြင်စိတ်တက်ကြစရာတွေကိုပါထက်ကြအောင်လုပ်ခဲ့တာတွေကိုတွေ့ရပါရယ်မန်လေးကျောင်းပြရနေတဲ့သူတွေကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကပေးမနေပါဘူးနှင်ထုတ်နေပါရယ်စတာတွေကိုတွေ့မြင်ကြားသိခဲ့ရပါရယ် ကြပါမယ်တကယ်အမှန်ကတော့နေထိုင်သူတွေများပြားလို့နေရပြင်အဝတ်တထည်ကိုတခုနဲ့အသက်ဘေးကနေလွတ်လာတဲ့သူတွေဟာကိုကြီးကဲဆဲရေးကနေရတဲ့ပစ္စည်းပစ္စည်းတွေနဲ့အဆင်ပြေတယ်လို့မျိုးတဲထုတ်နေကြတာကိုယာယီတဲရီဆောက်ပြီးတချို့ကတော့ကျုံမီထပ်ပို့ပြီးတော့အဆင်ပြေမဲ့ကုသရောဖရာကွင်းရင်ကယာယီတဲရီကိုရွှေ့ပြောင်းစရာလို့မန်လီကငလင်းကဲဆဲရေးယာယီတဲမှာနေထိုင်နေသူတူကပြောဆိုလို့သိရပါဗျ နောက်ပြီးမန်းစီပင်ကမန်းလေးကျုံပြီးမှအဆင်ပြေတယ်လို့တဲလေးတွေထိုးပြီးတော့နေထိုင်ရမှာလိုအပ်တဲ့ဖြည့်စည်စာရွက်ချက်တွေကိုမပေးဘဲအစီအစဉ်ရှိပလန်ရှိရဲ့လောက်ရက်ခုကိုလည်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။သူ့ရဲ့ထုတ်ပြန်ချက်နဲ့လောက်ရက်ကိုကြည့်ရင်တော့ထုတ်ပြန်ချက်ကမှန်နေဆိုရင်တော့မှလောက်ရက်ကမှားနေပါတယ်။ထုတ်ပြန်ချက်အတိုင်းဆိုရင်တော့မန်းလေးကျုံရဲ့ရှယ်ရီဟာမန်းလေးမျိုးရင်းကို၃ရီအဖြစ်နဲ့ရှယ်မီတာနဲ့မန်းလေးမျိုးရော်စီပင်ကနေပြီးတော့မန်းလေးတစ်မျိုးလုံးကိုဖြန့်ဝေပေးနေရတဲ့အလုံးအသိပဲဖြစ်ပါတယ်။ ကျုံပေမှာငလင်တန်းကြောင့်ခိတအမိပြူနေထိုင်နေကြတဲ့ပြည်သူတွေအနေနဲ့အချို့ချို့သောသူတွေကကျုံလေးကိုအငြိအကျေးအမိုက်တရိုက်တွေစွန့်ပြပါရရေရေစင်ကူပါရကျုံရီကိုအငြိကျေးစေတဲ့စရာတွေကိုမလုပ်ဘူးအတွက်တားမြစ်တာဖြစ်ပါရဒီလိုလောရက်တွေကိုမလုပ်ကြဘူးနဲ့လောက်ရင်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုငလင်ဘေးတန်ခန်းစားနေရတဲ့ပြည်သူတွေတီးဖို့ကျမ်းမကြီးအသိပညာပေးရရမရှိပဲအမိန်ပေးခဲ့လို့လဲစိတ်မသက်မသာဖြစ်ခဲ့ကြရရှိပါရဲ့ ဒီလိုနေရာဒီမှာဖြစ်လေဖြစ်ထရှိရဲဝမ်ယောဂအပါဝင်အခြားကုသယောဂတွေနောက်ဆက်တွဲဖြစ်လာမှာဖြစ်တဲ့အတွက်ကုသရောဖရာမှာယာယီငလျင်တန်ရှောင်းစကန်တွေအတွက်အာချင်းယာယီတယ်ရီဆောက်ပြီးရှေ့ပြောင်းခိုင်းတာဖြစ်ပါရယ်ဒီနေရာမှာအကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတာကိုသေချာရှင်းပြတင်တာပါ လူနေများလားလို့ကျုံပိရတချို့တဝက်ကိုပို့ပြီးတင့်တော်မဲ့ထင်တယ်နေရာကိုရွှေ့ပြောင်းပေးရဖြစ်တဲ့အကြောင်းနဲ့ကျုံပိနေထိုင်တဲ့သူတွေအတွက်ကျမ်းမာရေးအတွက်အပေါ့လေးသွားဖို့နေရာတွေကိုလက်တန့်ဆဲစေဖို့နေရာတွေနဲ့ကျမ်းမာရေးဆောင်ရှောက်မှုတွေကိုဖန်တီးပေးရမှာပါကြပါမယ်သဆိုင်ရာကဌာနရီတော်မှမြန်လင်းပြီးကြချင်းမကိုင်းမီလက်မကိုင်းမီချင်းနေရတယ်လို့ကိုရင်လေအသက်ပေးရနေပြေထွက်လာတာကြောင့်ဒီအနေထားကိုနားလေပေးနိုင်ပေမဲ့စိတ်ထဲထင်ရရှာလုံနေရမျိုးတော့တိတ်ပြီးတော့ဘဝင်မကြလာပါဘူး နောက်ပြီးဖြည့်ရမှန်ကိုတင်ပြတယ်လို့လို့နဲ့မီဒီယာတွေကလည်းမမှန်သတင်းလွှင့်နေရတွေကလည်းပြည်သူလူထုကိုစိတ်ဖိစီးမှုနဲ့အနာဘောဒုက္ခလုံးနေတယ်လို့ပါပဲစိတ်ခွန်အားပေးမှုမရှိတယ်လို့စိတ်ဆင်းရဲမှုတွေပိုပြီးခံစားရစေပါရဲ့ ဒီဖြစ်စဉ်မှန်ကိုမသိဘဲနဲ့အကွက်ချောင်းနေတဲ့တည်မီဒီညာတွေကနေပြီးတော့မဟုတ်မမှန်တည်င်းတွေကောလာဟာလာတွေကိုဖော်ပြီးတော့တပူပေါ်နှစ်ပူဆင်အောင်လှုပ်ဆောင်နေကြတာကိုတွေ့လို့တည်င်းမှန်ချပြရင်ကျမတို့ရဲ့မြို့ရှိမန္တလေးကြီးပြန်လေကျမ်းမာလာတဲ့အချိန်ထိကောလာဟာလာအနေနဲ့မှအတိတ်တည်းလေးကပ်ပြီးနေထိုင်ကြဖို့လေးစားစွာနဲ့နှိုးဆော်တိုက်တွန်းအပ်ပါရယ်ဒီတင်မြချက်ပေါ်မှာကြီးစုသူမိတ်ဆွေတို့အနေနဲ့ရောဘယ်လိုထင်မြင်ယူဆမိကြသလဲဆိုတာကွန်မန့်တွေအနေနဲ့တစင်မျှဝေပေးခဲ့ကြပါဦးနော် အခုလိုမျိုးကြည့်ရှုလေးလာစာရင်းများလာတဲ့ online platform ပေါ်မှာတမရရဲ့ channel လေးကိုအချိန်ပေးပြီးတော့ဝင်ရောက်ကြည့်ရှုသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတူပဲတင်ရှိပါရစေ။ကြည့်ရှုသူအားလုံးဘေးရန်ကင်းကွာပြီးကြောက်ရွံ့သောနေ့တစ်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။မြမပြည်သူပြည်သားအားလုံးဘေးရန်ခတ်သိမ်းအေးငြိမ်ကြပါစေ။